ပြည်တဲ့ချအောင်မယ်မင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကြွဆွနာပါရှင်ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်းပြပသတင်းများကြော်ရည်သတင်းများနဲ့နောက်ဆုံးရသတင်းများကိုအ channel တွေပြင်စားတက်တဆက်ပြီးတော့မှဖြစ်ပါရှင်ရခုပရမောစွာစားတက်တဆက်ပြင်မဲ့သတင်းချောင်းတွေကတော့စကောင်းစီကလေးချောင်းတိုက်ခတ်မှုများတွင်ပြင်းအမြင့်ပုံများနေပညာမြင့်တရုံများကိုဆက်တိုက်အသုံးပြုနေပြီးအမခုနှစ်ကပ္ပစဆက်ယုံကပောက်ကွဲအပြင်းထန်တဲ့ပုံများကိုတိုးထုတ်လုပ်နေတဲ့ဆိုတဲ့တဲ့နေပဲဖြစ်ပါရယ် အချမ်းဘက်စက်ကောင်စီကနေကြာတိုက်ခတ်မှုများတွင် ပြင်းအမြင့်ဘုံများရုရှားနေပညာသုံးအစင်းမြင့်တရုံများကိုအရေးအတွက်အများအပြားဖြင့်ဆက်တိုက်အတုပြူလာနေတဲ့ဖြင့်ပြည်သူများနဲ့တော်လှန်ရေးတပ်ဖွဲ့များအထူးတတိပြုရန်လိုအကြောင်းနေဘရစစ်ဖက်တရင်မြက်ကတတိပေးပြောဆိုထားဖြစ်ပါရယ် စကားစီကရခိုင်ကတရုံလုတ်တဲ့ဒရုံများကို အစစ်မြစ်တင်ရအုံပြုတ်ခဲ့ပြီးတဲ့နောက်အခုအခါမှာရုရှားလုတ်ဒရုံများကိုပါတိုးမြင့်တုံးဆွဲလာခဲ့ကြောင်းအထူးသဖြင့်ဒရုံများတွေပောက်ကွယ်အောင်ပြင်းတဲ့ဘုံများကိုရခိုင်ကချက်ပုံမိုးတင်ဆောင်အုံပြုတ်လာနိုင်ပြီးတချို့သောဒရုံများမှာပြန်တန်းတဲ့အချိန်မှာအတန်ပေးမချရတော့ဘဲတိတ်တဆိတ်ပြန်တန်းနိုင်မှုများရှိနေကြောင်းရုရှားနေပညာသုံးအစစ်မြစ်ဒရုန်းများတွင်ညကြည့်မြင်ကွင်းပေါဝင်နေတဲ့ကင်မရာများတပ်ဆင်လာကြောင်းသိရှိရပါသည်။ ဒရုန်းတွေကတစ်ချိန်လုံးအစစ်မြစ်တင်နေတဲ့တင်တန်းတွေရောပစ္စည်းတွေရောအစင်တင့်ဖြစ်လာနေတာဒရုန်းပုတ်တွေကပြင်အားမြင့်လာတဲ့အပြင်ဘုံအလုံးရေပုံမှုတင်ဆောင်လာနိုင်တယ်ဒရုန်းနဲ့ပတ်သက်လို့နေပညာပိုင်းပို့ကောင်းလာပါတယ်ရန်အားမြင့်ဘူတွေတုံးလာပါတယ်အထူးသတိပြုစေချင်ကတော့ညပိုင်းလက်လွတ်စပယ်အင်တလုံးထဲမှာပဲလူတွေအစုလိုက်အပြုံလိုက်အိတ်တံမျိုး PDF တွေညအချိန်မှာတနေရာထဲမှာပဲပြုတ်တိတ်နေတာမျိုးကအင်မတန်အန်တရာယ်ကြီးပါတယ်ဟိုနေပြီးတော့စစ်ပဲတရင်မြက်ကဆိုထားဖြစ်ပါတယ် စက်ကောင်စီကဒရုံဌာနများဖွင့်နေဆောင်ရွက်နေတဲ့အပြင်ပောက်ကွယ်အားမြင့်တင်တဲ့ပုံနဲ့ခရယာများကိုတူးမြင့်ထလုံးရင်းကပ္ပစဌာနစိတ်များကိုလည်းတူးချက်ဖွဲ့စည်းနေကြပောက်ကွယ်အားမြင့်တဲ့ပုံနဲ့ခရယာများကို ကပ္ပစစိတ်ယုံများတွေ့ပင်တူးမြင့်ထလုံးနေခြင်းဖြစ်ကြောင်းသိရှိရပါသည် စကောင်စီကတရုံပေါ်များကိုတုံ့မြင့်ထလှရရင်ပြည်မြုပ်နယ်ကြောက်ဦးလီကျေးရွာအနီးမှာရှိတဲ့ကပ္ပစခုနှစ်ကထလှနေခြင်းဖြစ်ပြီးကပ္ပစခုနှစ်ဟာအောင်လံပြည်လန်းကျောစွာတက်မြော်စွာဆက်ယုံလမ်းခွဲမှာဝင်ရောက်ရကြောင်းမုံပြတော်အလွန်တွင်ဆက်ယုံဝင်တဲ့လမ်းကြောင်းရှိနေကြောင်းရေးဆက်ယုံတွင်လက်ပစ်ပုံအီနာကပုံ ခုတ်ပြန့်ကွဲတင့်ဖောင်းဂါမိုင်းလူတက်မိုင်းစတဲ့မိုင်းအမျိုးမျိုးအပြင်တင်းအမြင့်တရုံပေါ်များကိုပါတုံ့မြင့်ထလှနေကြောင်းသိရှိရပါသည် ကပ္ပစာဆက်ရုံတွေကိုဒရုန်းဝိုးတွေနဲ့လေယာဉ်ပုံးတွေတိုးမြင့်ထုတ်လုပ်တာတွေကိုအပြိုင်ဆိုင်တွတ်တေတနာတွေလှုပ်ခိုင်းပြီးအခု NDA ရှိတဲ့ပြင်အားမြင့်ထုတ်လုပ်မှုတွေကိုကပ္ပစာခုနှစ်ကနေတိုးထုတ်လုပ်နေပါတယ်ဟိုနေပြီးတော့စစ်ဖက်သတင်းမြက်ကပြောဆိုထားဖြစ်ပါတယ် ဆက်လက်ပြီးတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ပူလူတူစခန်းကို KNLA ပူပေါင်းတပ်များကသိမ်းပိုင်ရရှိထားပြီးစစ်ကောင်စီတပ်သားများထိုင်းဘက်ကိုထွက်ပြေးကထိုင်းစစ်တပ်ကအကူအညီပေးထားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ထမ်းမြမနယ်ဆက်ရှိစကောက်စီရဲ့ပူလူတူစခန်းကို KNL ပူပေါင်းတပ်များကသိမ်းပိုင်ရရှိခဲ့ပြီးမြန်မာစစ်တပ်များတေဆုံးခြင်းနဲ့အထိုင်းဖက်ကိုထွက်ပြေးမှုများရှိလာနေကြောင်းမဲဆောက်မီဒီယာအပါအဝင်သတင်းထိုင်းသတင်းဌာနတချို့ကသတင်းဖော်ပြထားပြပါရယ် ဖေဖော်ဝါရီလ26ရက်မှစတင်ပြီးတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီလက်အောက်ခံခရရ31တရင်ရဲ့ပူလူတူစစ်စခန်းကို KNA ဦးဆောင်တော်ပူပေါင်းတပ်များကတိုက်ခတ်ခဲ့ကြောင်းရင်းနှောင်းစစ်ကောင်စီတပ်ကနေကြောင်းတိုက်ခတ်မှုများဖြင့်ထောက်လျှောက်ခုခံခဲ့ရကနေယနေ့မတ်လ14ရက်နေ့ထိုင်းစံတော်ချိန်နဲ့ စနနိုင်း7မိနစ်အချိန်မှာစစ်ကောင်းစီရဲ့ပူလူတူစခန်းမှာလောကပျက်စီးသွားက KNA ဥဆောင်တော်တပ်များကတိမ့်ပိုက်ရရှိသွားခဲ့ကြောင်းပူလူတူစစ်တပ်စခန်းကို KNA တပ်မဟာခွန်ကဥဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ စစ်တပ်ရဲ့ပွန်တူတူစခန်းတိတ်တိုက်ပွဲတွင်မြန်မာစစ်တပ်ဖက်မှအများအပြားတည်ဆုံခဲ့ပြီးတချို့တော့မြန်မာစစ်တပ်များမှထိုင်းဘက်ကိုထွက်ပြေးလာကြောင်းထိုင်းစစ်တပ်ကထွက်ပြေးလာတဲ့မြန်မာစစ်တပ်များကိုလူဒါချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမှုများနဲ့အညီအကူအညီများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်တိုက်ပွဲများဖြစ်ပွားရာစက္ကစီရဲ့ပူလူတူစခန်းနဲ့နေဆက်တဲ့ထိုင်းမြန်မာနယ်စပ်ထမ်းဖက်အချံကို ထိုင်းစစ်တပ်ကလုံခြုံရေးအထူးတင်းကျပ်ထားကြောင်းသိရှိရပါသည် ရန်ကုန်ခေတ္တသတင်းဌာနက KNU ဖက်သို့ဆက်တွယ်မေးမြန်းခဲ့ရပြီးလက်ရှိအခြေအနေကိုမသိရသေးကြောင်းရခိုင်ရပ်ပိုင်းအတွင်းကလည်းပူလူတူစစ်တပ်စခန်းကိုတိမ့်ပိုက်ရရှိခဲ့သည့်ဆိုသောသတင်းများထွက်ပေါ်ခဲ့သေးကြောင်းစစ်ရေးဆိုင်ရာသတင်းရင်းမြစ်ဖြစ်တဲ့အတွေ့တက်ဆိုင်ရာ KNU သတင်းနဲ့ပြန်ကြားရေးဆောင်မျက်နှာများမှထုတ်ပြန်မှသာအတိပြုနိုင်မည်ဖြစ်ကြောင်းပြောဆိုထားဖြစ်ပါသည် ဆက်လက်ပြီးတော့မုံညုံမြို့နယ်လေးအင်တန်းကျေးရွာမှာကိုရဲလင်ကိုညအိတ်နေတဲ့အချိန်မှာချင်းအောင်ထဲမှာဆွဲထုတ်ပြီးစစ်မှုထမ်းခံရန်ဖမ်းဆီးသွားပြီးနှစ်တလိမ်မကွေးနဲ့တနုဖြူတို့ရင်စစ်မှုထမ်းဆင့်ခေါ်စာမပေးတော့ဘဲလူငယ်များကိုအင်တာယာရောက်လိုက်လံဖမ်းဆီး၍စစ်တင်တဲ့အကြောင်းကိုပို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင် ပုဂိုလ်တိုင်းအတွင်းရှိကြေးရွာများတွင်အကြံပေးစကောင်းစစ်တပ်သားများကရွာတိုင်းနဲ့တက်ဆွဲပြီးလူငယ်များကိုပေါ်ရဆွဲဖမ်းဆီးနေကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။မတ်လ17ရက်နေ့နဲ့နန္ဒယခန်တွင်မိုးညိုမြို့နယ်လေးအင်တန်ရွာမှကိုရဲလင်းကိုအုပ်ချုပ်ရမှုခဲမြတ်မော်နဲ့ညာအိမ်မှုတန်းဝင်တဲ့အတန်းစောတို့ကစကောင်းစစ်တပ်သားများခေါ်ဆောင်လာ၍နေအိမ်ထက်ထိဝင်ရောက်ပေါ်ရဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါရယ်။ အထွေရင်မူခင်မြတ်မွန်ရဲ့နေအိမ်တွင်လည်းအကြံပေးစက်ကောင်စစ်တပ်သားများကတပ်ဆွထားပြီးအနီးအနားရှိကျေးရွာများမှလူငယ်များကိုလည်းလိုက်လံဖမ်းဆီးနေခြင်းကြောင့်ဆုံကုံးရွာတံပရာခုံရွာပြည့်စင်ကုံရွာလေးအင်တန်းရွာနဲ့တာလီရွာမှလူငယ်များထွက်ပြေးတိတ်ရှောင်နေရကြောင်းသိရှိရပါသည်။ အလားတူပကိုတိုင်းနဲ့တလင်းမြွနဲ့အတွင်ရှိကလာတက်ထွန်ရွာအချုပ်ရမှုကြုံတိုင်းရွှေကြပင် အောင်ပင်တန်ရွာမှာအချုပ်ရမှုလောက်ဝင်းတင်းထွန်ဘိုးမြင့်နဲ့မကြီးစုရွာမှာအချုပ်ရမှုသူရတော်ဟာကြီးရွာများအတွင်စစ်မှုထမ်းကြီးများအတင်းအမကောက်ခံနေပြီးငွေကြီးမပေးနိုင်တဲ့လူငယ်များကိုအကြံဖက်စက်ကောင်စစ်တပ်သားများခေါ်ဆောင်၍ပေါ်ရဆွဲဖမ်းဆီးခံနေကြောင်းသိရှိရပါသည် ချိုပြင်းမကွေးတိုင်းမကွေးမြို့နယ်တွင်လည်းလက်နက်ကန်တကုံကြီးရအုပ်ချုပ်ရမှုမိုးစော်နဲ့အင်းနဲ့ကြီးရအုပ်ချုပ်ရမှုဇော်လက်တို့ပူပေါင်း၍တအင်းနဲ့စစ်မှုထမ်းခြင်းငွေကျပ်တသိန်းနဲ့9000လိုက်လိုက်ကောက်ခံတဲ့ကြောင်း၎င်းတို့တောက်ခံတဲ့ငွေကြေးမပေးနိုင်တဲ့လူငယ်များကိုလည်းစစ်တပ်ခေါ်ပြီးဖမ်းဆီးခံတဲ့ကြောင်းဒေသပြည်သူများကရှမ်းလုခဲ့တဲ့တဲ့ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ် တက်ကုံရောအုတ်ချုံရမှုမိုးစော်ကစစ်တပ်ကလက်နက်ပေးထားတော့လက်နက်အကူနဲ့လုံနေတာအင်းနဲ့ချင်းရောအုတ်ချုံရမှုဇော်လက်ကလည်းစစ်တပ်ကလက်နက်ပေးထားတာပါလက်နက်ကန်ထားတော့ဘယ်သူမှဂယုမဆိုင်ဘူးဆိုပြီးသူတို့စိတ်ချိုက်ပြီးသူတို့စီကနေငွေကြေးအသေးအမလိုက်တောင်းနေတာငွေကြေးမပေးရရင်လည်းစစ်ခွေတွေခေါ်လာပြီးပေါ်ရာဆွဲဖမ်းဆီးခိုင်းနေတာပါလို့ဒေတာပီတူတူကပြောဆိုထားဖြစ်ပါရယ်မတ်လ17ရက်နေ့ကတက်ကုံကျွရနဲ့အင်းနဲ့ကျွရမှာစစ်မှုထမ်းခြင်းမပေး၍လူငယ်များကိုစစ်တပ်ခေါ်ပြီးလက်လက်ပေါ်တာ ဆွဲဖမ်းဆီးခံချင်ကြောင်းလူငယ်များအားလုံးထွက်ပြေးသိမ်းရှောင်ရကြောင်းသိရှိရပါတယ်။ထို့သူမကွေတိုင်းမကွေမြို့နယ်တရကောက်ရွာနယ်မြင်းကွန်းတိုက်နယ်တို့တွင်နယ်မြေရဲစခန်းမှစစ်ကောင်စစ်တပ်သားများကလမ်းတော်လမ်းလာလူငယ်များကိုပေါ်ရဆွဲဖမ်းဆီးပြီးတဦးတင်ငွေကြက်သိမ်း120ဖြင့်ပြန်ပြီးတော့ရွေးခိုင်ခဲ့ကြောင်းဒေတာပြည်သူများကပြောဆိုချောင်းဖြစ်ပါရယ်။ ်အလားတူအီယာရီတိုင်းဒနုဖြူမျိုး၁၄ရက်ကွယ်တွင်လည်းအကျန်းဘက်စတက်ခန့်နှင့်ရက်ကွယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များကလူငယ်များကိုစစ်မှုထမ်းစစ်ခေါ်စာများပို့ဆောင်ခြင်းမရှိဘဲ၎င်းတို့စိတ်ကြိုက်လူငယ်များကိုစစ်မှုထမ်းရန်နေအိမ်များအထိလမ်းလမ်းခေါ်ဆောင်နေကြောင်းသိရှိရပါသည် ဒနုပြုစက်လီရက်ကွက်မှာစစ်ကွေခန့်တဲ့အုပ်ချုပ်ရေးမှုအောက်ဆွဲရာအိမ်မှုတွေဆဲအိမ်မှုတွေပူပေါင်းပြီးလူငယ်တွေကိုစင့်ကော်ဆမ်းမပိုးပဲနဲ့တူတွေစိတ်ချစစ်မှုထံပို့လိုက်လံခေါ်ဆောင်နေပါတယ်။ပတ်စံရှိတဲ့သူတွေကိုတော့တိတ်တရားတောင်းပါတယ်။ပတ်စံပေးရန်ပြန်လို့မယ်ဆိုပြီးပြောပါတယ်။ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့တူတွေစိတ်ချကိုနေအိမ်ထဲထိသွားပြီးလိုက်ခေါ်နေတာဟိုဒီတာပြီးသူသူကပြောဆိုထားဖြစ်ပါတယ်။ အကြံပေးစကောင်းစီကဂျမန်နစ်မေလာကနေစတဲ့ပြီးစစ်မှုထမ်းအပတ်စဉ်တင်နန်းစတင်ဖွင့်နေခဲ့ပြီးယခုအခါမှာစစ်မှုထမ်းအပတ်စဉ်17ကိုဖွင့်လျင်ပြည့်စုံနေခဲ့ပြီလို့သိရပါတယ်။အကြံတက်ဆက်ပေးမှုဒီမှာမိကတာနာကိုပြပါရှင်။အပင်နာစံအတွင်းအထူးပဲကျေးဇူးတင်ရှိပါရှင်။